ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံငင်းကျေးရွာအုပ်စုထဲကကြောင်မြက်ကုမ္ပဏီဝင်အတွင်းပောက်ကွဲမှုမှာဝန်ထမ်းတွေဦးတည်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်လို့သိရပါတယ်။ဖြစ်စဉ်ကတော့ဒီနေ့ဇွန်လ3ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာလုံငင်းကျေးရွာအုပ်စုမော်ကြီးစာကျေးရွာအပိုင်းစောင်းချိန်ကျေးရွာဓမာယုံနားကကြောင်မြက်ကုမ္ပဏီဝင်အတွင်းဖြစ်ပွားခဲ့တာပါ။ဒီပောက်ကွဲမှုဟာစစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီး ကုမ္ပဏီရဲ့ရန်ကိုတောင်အပေါ်ကြောက်ရောက်ပောက်ကွဲမှုလို့ပောက်ကွဲမှုဖြစ်တဲ့ကုမ္ပဏီကကုစရယ်တွေကပြောပေမဲ့ဒေရကန်တချို့ကတော့ဒီပောက်ကွဲမှုဘာကြောင့်ဖြစ်တယ်ဆိုတာအတိမပြုတ်နိုင်သေးဘူးလို့တုံ့ပြန်ပါတယ်ပောက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့လူမှုကွန်ရက်အသင်းတွေရောက်လာပြီးထိခိုက်ဒဏ်ရာရရှိသူတွေကိုနှိစေရဆေးုံဆေးခန်းတွေကိုပို့ဆောင်ထားကြတယ်လို့သိရပါတယ်ပောက်ကွဲမှုဖြစ်ခဲ့တဲ့နေရာကတော့အခြေပေ40လောက်ရှိတဲ့ကျင်းတစ်ခုဖြစ်သွားကြောင်းသိရပြီး ရှိုးရင်ရတဲ့ဒဏ်ရာရသူတွေများပြားတယ်လို့လူမှုကွန်ရက်အသင်းတွေကလူမှုကွန်ရက်မှာပုံနဲ့တကွထုတ်ပြန်ထားကြပါတယ်ခင်ဗျာ။